ဆိုလို့ရှိရင်ကျောင်းသားတွေကယူရိုမှာကျောင်းသွားတက်ဖို့အရင်စိတ်ဝင်စားကြတယ်။ Funglish မှာ Malta ဆိုတဲ့ European country တစ်ခုပေါ့နော်။ဆန်ကန်29နိုင်ငံနဲ့မှာပါတဲ့နိုင်ငံတစ်နိုင်ငံနဲ့မိတ်ဆက်ပေးထားတယ်။အဲ့တော့ဒီနိုင်ငံမှာကျောင်းတက်လို့ရှိရင် benefits တွေအများကြီးရှိတဲ့အပြင်အခုဆိုရင်အဲ့နိုင်ငံမှာရှိတဲ့ institution တချို့ကနေပြီးတော့မှကျောင်းဘိုးကို Japan တို့အခု major အချို့ကို25ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းထိချထားပေးတဲ့အတွက်ကြောင့်မလို့အရန်ကိုလက်မလွတ်တဲ့အခွင့်အရေးလို့တော့ဒီဗီဒီယိုကနေတော်တော်လေးပြောလိုက်ချင်တယ်ပေါ့နော်။အဲ့တော့စိတ်ဝင်စားတဲ့ဆိုရင်လာမေးပါ ဒီ HND Computer Science ဒီ Networking နဲ့ပတ်သက်တာတွေ Master's Degree တွေအရင်များတယ် MBA တို့ Human Resource Management တို့ leadership and management ရမယ်။ကျောင်းဖို့အရင်တက်တက်တက်50% short ထားပြီးတယ်။ကဲကျောင်းဖို့တောင်းဆိုလို့ရှိရင်တစ်နှစ်လုံးကိုမှ9000 euro 9000လောက်နဲ့တက်ဖို့အခွင့်အရေးတွေရှိမယ်။ PhD ဆိုလို့ရှိရင်လည်းချက်ပြီးကြီးလို့ euro 9000လောက်ထိချထားပြီးတယ်။အဲ့တော့ program တချို့တွေပေါ့နော်။အဲ့တော့ level 5ကနေ level 8အထိမှာ major အချို့တွေကိုချက်ပြီးကြီးလို့အဲဈေးချထားပေးတယ်။ចောင်းပိုးတွေကိုတက်တက်တတလောက်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လာရောက်ပြီးတော့စုံစမ်းနိုင်ပါတယ်။အခုကတော့ဘောနော်ဒီမော်တာနိုင်ငံနဲ့ပတ်သက်ပြီးတော့ကြာတော့တော်တော်လေးလေး page မှာပြောပြီးသွားပြီးဒီ TikTok မှာလည်းတွေ့နိုင်တယ်။ဒါမဲ့အခုဒီမှာထပ်ပြောလိုက်မယ်နော်။အဲချက်ပင်းကြီးသားចောင်းသားတယောက်နေလဲဆိုလို့ရှိရင်နိုင်ငံတွေအားလုံး Asian country တွေ Southeast Asian ပဲဖြစ်ဖြစ်တခြားနိုင်ငံတွေဟာတမို့ European နိုင်ငံအချင်းချင်းကိုချက်ပင်းကြီးကရှင်မိသာစဉ်းစားရမယ်ဆိုလို့ရှိရင်ဒီမော်တာနိုင်ငံကိုလည်းချက်ပင်းကြီးစဉ်းစားပြန်ပါမှာ။ဘာကြောင့်လဲဆိုရင် तू က တချို့ဒီအကြောင်းတွေမှာဆိုလို့ရှိရင်ဟာလာ public university private university ရှိပေမဲ့သူတို့ရဲ့အကြောင်းတွေမှာ european credential လည်းရနိုင်တယ်လို့တချို့အကြောင်းတွေမှာ hnd ဆိုလို့ရှိရင် uk ဘက်ကပေးတဲ့ awarding body တွေနဲ့ချိန်ထားတဲ့ဒီ pearson တို့ ဘာလို့နဲ့ချိန်ထားတာရှိတော့အရန်ကိုចောင်းသားတွေဆက်ပြီးတော့ UK မှာတက်ချင်တာပဲဖြစ်ဖြစ်ဒီ motor မှာဆက်နေတာပဲဖြစ်ဖြစ်ကအဆင်ပြေတယ်အဲ့တော့တစ်ချက်ဘာ benefit တွေရှိလဲဆိုရင်ចောင်းသားတယောက်ဒီနေရာချွတ်ချွတ်တသာသုံးရမယ်ဆိုလို့ရှိရင် accommodation ကကိုမှာရွေးချယ်ပိုင်ခွင့်ရှိသလိုသူတို့ရှိမှာဆိုလို့ရှိရင် transportation ចောင်းကိုသွားလို့ရှိရင်ယထာလက်မှတ်ခါတို့ဟာလကားလက်မှတ်ခါပေါ့နော်ဒီ bus ကစီးရဲ့ဘိုးပါဖို့ဆိုလို့ရှိလို့ရှိရင်လုံးဝ totally free ចောင်းသားဆိုလို့ရှိရင်နောက်ပြီး stay back option ပေါ့နော် post study work လို့ခေါ်တာကိုလာရနိုင်တယ်ចောင်းပြီးသွားတဲ့အခါကျလို့ရှိရင်ကိုက အလုပ်ရှာဖို့ဗီဇာကိုးလိုက်ရမယ်။နောက်ပြီးရခါကြလို့ရှိရင် PR pathway လည်းရှိရယ်။အဲ့ဒီမှာအကြောင်းပြီးသွားလို့ရှိရင်အနည်းဆုံး diploma level 3ကနေပြီးတော့မှကိုတောက်လျှောက်တက်လာတဲ့အဲ့တော့အဲ့ဒီကနေစပြီးတော့မှကိုအခုတက်တဲ့ဖလား master ပဲတက်တဲ့အ post graduate diploma ပဲတက်တဲ့ဘာပဲတက်တဲ့အနည်းဆုံး level 3ကနေစပြီးတက်တဲ့သူတွေကို stay back option အပြင်ကိုကျောင်းဘို tax credit 70%ကိုလည်း government ကပြန်ပြီးတော့ claim ပေးတယ် form တင်ပြီးတော့ကျောင်းဘို90ရာခိုင်နှုန်းပြန်ရယူနိုင်တယ်အဲ့ဒါကို get qualified scheme လို့ခေါ်တယ်အဲ့တော့ခုနကပြောတယ်ဟာလာ key site တွေလည်းခြွေတာနိုင်တယ် accommodation ကတော့ europe ဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့အနေနဲ့အများကြီးကတော့ရှိနိုင်တယ်ပေါ့နော်ဒါကတော့ chipping ကြီးတော့ဒီမှာပုံမှန်လေးပြောပေးတယ်အဲ့တော့ okay what else do you need part time opportunities ကိုရှိလာဆို of course အဲ့ဒီ multi resort နိုင်ငံမှာကဒီ i gaming နဲ့ hospitality or tourism နဲ့ပတ်သက်ပြီးတော့ tourist တွေကနှစ်တိုင်း အရန်ကိုလာလေကြတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့အလုပ်ကမရှာပါဘူး။ iGaming တို့ဒီ casino နဲ့ပတ်သက်တဲ့ company တွေဒီလို gaming company တွေ300ကျော်လောက်ရှိအဲ့ဒီမှာတော့နိုင်ငံကြီးကအရန်တခြား Germany တို့ Italy တို့လို့တော့မကြီးပါနဲ့။ပညာရေးနဲ့ပတ်သက်ပြီးတော့ကျောင်းသားတွေကိုတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ package တွေအများကြီးချထားပေးတယ်။အဲ့ဒါဒီနဲ့ပတ်သက်ပြီးတော့ကျောင်းဘိုးဒီ50%ချထားပေးပါတယ်။50%ကိုအဲကျောင်းခေါ်စာရပြီးတော့ 14ရက်တွင်ကြောင်းပိုးသွင်းအော်ဒါဆိုရင်ခုန HND တွေဆိုလဲဒီလိုပဲ6500လမ်းဆိုရင်ချစ်ပြီးလို့3500 3800လောက်ထိကိုကြောင်းပိုးကတစ်နှစ်လုံးမှာတတ်တာနိုင်တယ်ဒါဒီလုံးဝလက်မလုပ်တဲ့နဲ့အခွင့်အရေးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနိုင်ငံเจ้าတေချာလေးလာပါအခုပြောတာကတော့ချက်ပင်ကလို့ရှိမှဒီ major နဲ့ပတ်သက်ပြီးတော့အဲအခုဒီ50%အထိပေါ့နော်25 to 50%ချထားပြီးတယ်အခုဒီပေါ့နော် Malta မှာရှိတဲ့ German company တခုမှလည်း apprenticeship တွေကိုချက်ပင်ကလို့စပြီးခေါ်နေပါတယ်အဲ့တော့ အဓိကတော့12တန်းအောင်ထားရမယ်။နောက်ပြီးရခါကြလို့ရှိရင်ချက်ပင်ကလေးရှိမှာဒီ apprenticeship ကို join ခြင်းနဲ့ဆိုလို့ရှိရင်အသေးစိတ်လာမေးပါ။ English ကောင်းတဲ့ကလေးတယောက်ဖြစ်ရမယ်။ IELTS က minimum 5.5ရှိရမယ်။အဲ့ဒီတော့ကြောက်မလို့ကိုကနေပြီးတော့မှတကယ်ကိုဟာလာတနာယူရှိယူရိုလောက်နဲ့ဒီလို semiconductor industry မှာအလုပ်သင်အနေနဲ့လည်းလုပ်ရမယ် university ကိုလည်း level 5ဟာလာဒီ HND ကိုတက်ရမယ်ဆိုလို့ရှိရင်ဒါလက်မလို့တဲ့နဲ့အခွင့်အရေးပဲဒီတစ်နှစ်ပြီးရင် full time job offer လည်းရနိုင်သေးတယ်ဒါကတော့ကိုယ့်ဘက်ကတော်ရဲကောင်းတယ် စ조사ရတယ်ဆိုလို့ရှိရင်ပေါ့အဲဒီထက်အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်လာမေးပါနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေအများကြီးရှိသေးလို့ကျွန်တော်ရဲ့ page ကိုလည်း follow လုပ်ထားပါလို့ပြောရင်းဆုံးသက်လိုက်ပါတယ်အားလုံးပဲ bye bye